ထုတ်ချခံခဲ့ရတဲ့တမရဘာရှားအာဆတ်လက်ထက်ကထုတ်လုပ်ခဲ့တဲ့ဓာတုလက်နက်လက်ကျန်တွေကိုဖျက်ဆီးပစ်ဖို့အစိုးရတက်ကခရီးပြူထားကြောင်းစီးရီးယားနိုင်ငံသားရေးဝန်ကြီးစီးရီးယားနိုင်ငံသားရေးဝန်ကြီးကကမ္ဘာလုံးဆိုင်ရာဓာတုလက်နက်စောင့်ကြည့်ရေးအဖွဲ့ရှေးမောင်မှာပြောပါတယ်။ဒီဟိတ်မျိုးရှိဓာတုလက်နက်တာစီရေးအဖွဲ့ OPCW အစည်းအဝေးတွင်အာဆတ်အယ်ရှိပါနီကစီးရီးယားအရင်အစိုးရလက်ထက်ကဓာတုလက်နက်တွေကြောင့်ထိခိုက်နှင်နာခဲ့ရသူတွေအတွက်တရားမျှတအောင်ဆောင်ရွက်ပေးမှာဖြစ်ပြီးနိုင်ငံတကာဥပဒေနဲ့အညီလှုံ့ဆော်သွားမှာဖြစ်တယ်လို့ခရီးပြူပြောဆိုပါတယ်။ဒါ ပေမဲ့ဓာတုလက်နက်တွေဖြတ်သိမ်းဆောင်ရွက်ရမှာစီးပွားရေးအနေနဲ့နိုင်ငံတကာအကူအညီတွေလိုအပ်လိမ့်မယ်လို့သူကဆက်ပြောပါတယ်။ဇလေးနှစ်ကြာပြည်တွင်းဆက်အတွင်းဓာတုလက်နက်တွေအုံပြူတိုက်ခတ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုစီးပွားရေးအစိုးရဟောင်းကပယ်ချခဲ့ပေမဲ့ဓာတုလက်နက်တွေနဲ့တိုက်ခိုက်မှုတွေအများကြီးရှိခဲ့တယ်လို့တက်ကြွလှုပ်ရှားသူတွေကပြောဆိုထားပါတယ်။စီးပွားရေးစစ်ပွဲအတွင်းဓာတုလက်နက်တွေအုံပြူတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြောင်းကုလားတမကကအတီးပြူထားပေမဲ့ဘယ်လန်နဲ့ကောင်အဖွဲကတိုက်ခိုက်ခဲ့လဲဆိုတာကိုတော့အတီးမပြူထားပါဘူး။ ဒါပေမဲ့တော်လန်ရေးတပ်တွေတင်းထားတဲ့နယ်မြေတွေမှာဆီးရီးယားတပ်ကဓာတုလက်နက်တွေနဲ့တိုက်ခိုက်မှုကြောင့်လူယာကြီးတေဆုံးခဲ့တဲ့ဖြစ်ရပ်တွေဖြစ်နေပါတယ်။လူရကြီးတေဆုံးခဲ့တဲ့ဖြစ်ရပ်တွေရှိနေပါတယ်။အာဆတ်အစိုးရကဓာတုလက်နက်မသုံးမှုနဲ့ဖျက်ဆီးပစ်ဖို့သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့်အကောင့်ထဲပုံမှုအပိုင်းနဲ့ပတ်သက်လို့ရေးရရမသိရပါဘူး။